ားလုံးမင်္ဂလာပါရှင်ဟတ်တက်ဆိုင်ခဲ channel လေးရနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်မကတုတ်ကွေးကွက်စီကိုလူတိုင်းမဖြစ်မနေထိုးတင်လာဆိုတဲ့အကြောင်းအရာအပအဝင်တုတ်ကွေးကွက်စီနဲ့ပတ်သက်ပြီးတော့လူတိုင်းသိချင်နေမဲ့အကြောင်းအရာတွေအကုန်လုံးကိုကျွန်မကညွှန်ပြပေးသွားမှာဖြစ်ပါတယ်ပါဘီအဲ့ဒါဆိုရင်ဒီနေ့ကျွန်မပြောချင်တဲ့အကြောင်းအရာလေးကိုမပြောခင်မှာကျွန်မရဲ့ channel လေးကနေအခုလိုကျမရင်းနဲ့ဆိုင်တဲ့အသိပညာဗုဒ္ဓတရားတွေကိုမျှဝေပေးသွားမှာဖြစ်တဲ့အတွက်ဒီ channel လေးကိုစိတ်ဝင်စားတဲ့ဆိုရင် subscribe လေးနှိပ်သွားပေးပါဦးနော် ဟုတ်ပါပြီအဲ့ဒါဆိုရင်တုတ်ကွေးဆိုတာဘာလဲပေါ့တုတ်ကွေးဆိုတာတော့ကျမတို့အသက်ရှူလမ်းကြောင်းအနေတဆင့်ကူးစက်တဲ့ဒီ virus တမျိုးပေါ့နော် virus တမျိုးဖြစ်တဲ့အသက်ရှူလမ်းကြောင်းရောဂါလက္ခဏာတွေကိုခံစားရမယ်ပေါ့အဆုတ်ထိပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုရင် တော့ကွေးယောဂလက္ခဏာကဘာလဲတော့ကွေးယောဂလက္ခဏာတွေအရဆိုရင်ကျွန်မတို့ကဖြားမယ်ပထမဆုံးဖြားတာနဲ့လာပါတယ်ဖြားတယ်ဆိုတာမှတချို့ကငွင့်ဝေလေးဖြားပေမဲ့တချို့ကအရင်အဖြားကြီးပြီးတော့အဖြားတက်ပြီးတော့ဖြားတာမျိုးဖြစ်နိုင်ပါတယ်ဖြားမယ်ပြုရှင်နှာစီးမယ်ချောင်းဆိုးမယ်တခါတလေရှင်နေရကျက်တယ်လို့ဖြစ်မယ်ခေါင်းမူးခေါင်းကိုက်တာနဲ့တကူလုံးညောင်းညာကိုက်ခဲပြီးတော့နှုံးချပြီးတော့လာနိုင်ပါတယ်ဟုတ်ပြီ အဲ့ဒါဆိုရင်တုတ်ခွေးယောဂါကဒီလောက်နဲ့ပြီးသွားမလားနောက်ဆက်တွဲယောဂါဆိုးကျိုးတွေရှိသလားပေါ့ yes ရှိပါတယ်တုတ်ခွေးယောဂါရဲ့နောက်ဆက်တွဲယောဂါလက္ခဏာတွေအရဆိုရင်ဘာတွေဖြစ်နိုင်လဲဆိုတော့ကျမတို့အသက်ရှူလမ်းကြောင်းကနေတဆင်အဆုတ်ထဲကိုရောက်သွားတဲ့အချိန်မှာအဆုတ်ရောင်နမိုနီးယားယောဂါဖြစ်ကူးပြောင်းသွားနိုင်ပါတယ် ပြီးလို့ရှိရင်ဒီကျမတို့နှလုံးယောင်တာပေါ့နော်နှလုံးယောင်တဲ့လက္ခဏာတွေယောဂတွေဖြစ်နိုင်ပါတယ်ပြီးတော့ကျမတို့အုံနှောက်မှာလည်းဒီအုံနှောက်နဲ့ပတ်သက်ပြီးတော့အုံနှောက်ယောင်တာတွေအုံနှောက်နဲ့ပတ်သက်ပြီးတော့ယောဂလက္ခဏာနောက်ဆက်တွဲဆူဆူတွေကိုခံစားရတတ်ပါတယ် အဲ့တော့တူခွေးယောဂါဆိုရင်နောက်ဆက်တွဲယောဂါပြင်းပြင်းထန်ထန်တွေကိုခံစားရတတ်တယ်။ဘလူးလူတွေမှာပို့ပြီးတော့စိုးနိုင်တယ်လေဆိုရင်ကိုယ်ခံအားကျနေတဲ့လူတွေကိုယ်ခံအားကောင်းကောင်းမဖွံ့ဖြိုးသေးတဲ့လူတွေမှာပို့ပြီးတော့ဖြစ်နိုင်ပါတယ်။ဒါပေမဲ့တာမန်လူမဖြစ်နိုင်ဘူးလားနောက်ဆက်တွဲမရှိနိုင်ဘူးလားဆိုရင်တော့ no ပါမဟုတ်ဘူး။တာမန်လူတွေမှာလည်းနောက်ဆက်တွဲတွေကဖြစ်နိုင်ပါတယ်။ဒါပေမဲ့ဒီခုနကလူကိုယ်ခံအားနည်းတဲ့လူတွေမှာပို့ပြီးတော့ဖြစ်နိုင်တာပေါ့နော်။ ဟုတ်ပါပြီအဲ့ဒါဆိုရင်တုတ်ခွေးယောဂါကိုကာကွယ်လို့ရလားဆိုရင်တော့ရပါတယ်တုတ်ခွေးကာကွယ်ဆေးတွေကျွန်မတို့ကဒီထိုးနှံနေပြီးပေါနေပြီးပေါ့နော်တုတ်ခွေးကာကွယ်ဆေးတွေကိုကျွန်မတို့ကနှစ်ဆယ်နှစ်တိုင်းထိုးပေးလို့ရပါတယ်ဟုတ်ပြီတုတ်ခွေးကာကွယ်ဆေးဆိုတာဘာလဲပေါ့တုတ်ခွေးကာကွယ်ဆေးဆိုတာတော့ကျွန်မတို့ကဒီဆေးမှာ တုတ်ခွေးယောဂါပိုးနေပေါ့နော် ုံကရန်တူရဲ့ဒီဘိုးတီလီကိုသူကထည့်ထားပေးတာပါအဲ့တော့အဲ့ဒီဘိုးကိုခန္ဓာကိုယ်ကနေဒီတုတ်ခွေးအနေနဲ့သူကပြန်တိုက်တဲ့အချိန်မှာခန္ဓာကိုယ်ရဲ့တုံ့ပြန်မှုစနစ်ကိုယ်ခံအားစနစ်ကသူကအလုလုပါတယ်အဲ့တော့တကယ်တုတ်ခွေးယောဂါဝင်လာတဲ့အချိန်မှာဒီကိုယ်ခံအားစနစ်ကပြန်ပြီးတော့တိုက်ခိုက်လိုက်တဲ့အချိန်မှာဆိုရင်ကျွန်မတို့ကဒီတုတ်ခွေးယောဂါရဲ့နောက်ဆက်တွဲယောဂါတွေကိုကာကွယ်နိုင်မှာဖြစ်ပါတယ်အဲ့တော့ပြင်းပြထန်ထန်မဖြစ်သွားဘူးပေါ့နော်အဲ့တော့ဒါကတော့တုတ်ခွေးကာကွယ်ရေးအကြောင်းဖြစ်ပါတယ် ဟုတ်ပြီတော်ပွဲရာွယ်စီကိုလူတိုင်းမဖြစ်မနေထိုးတင်သလားတော်ပွဲရာွယ်စီကိုလူတိုင်းမဖြစ်မနေထိုးတင်လားဆိုရင်တော့ကျမကတကယ်လို့ပေါ့နော်ကိုကပတ်စံလဲတက်နိုင်တယ်ကို့အိမ်မှာမိသားစုဝင်ထိုးရမယ့်မိသားစုဝင်ရလဲအများများစကားမရှိဘူးဆိုရင်တော့လူတိုင်းထိုးနိုင်ထားတာအကောင်းဆုံးပါပဲလို့ကျမကပြောချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီတော်ပွဲယောဂရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကတာမန်လူတွေမှာလည်းဖြစ်နိုင်လို့ပါဟုတ်ပြီ အဲ့တော့ဆိုရင်တုတ်ကွေးကောက်ွယ်ကြီးကိုမိသားစုဝင်တိုင်းမထိုးနိုင်ဘူးဆိုရင်ဘယ်သူတွေကိုပို့ပြီးတော့ထိုးပေးရမလဲဘယ်သူတွေကိုပို့ပြီးတော့ထိုးပေးရမလဲဆိုရင်ကျမအခုနပြောခဲ့တဲ့အတိုင်းပဲတုတ်ကွေးယောဂရဲ့နောက်ဆက်တွဲယောဂလက္ခဏာတွေကိုခံစားရနိုင်တဲ့ကိုယ်ခံအားနည်းနေတဲ့လူအုပ်စုကိုထိုးကိုထိုးပေးတတ်ပါတယ် ဲ့တော့ကိုကန်းနဲ့နေတဲ့လူအထူးသဖြင့်ကိုကန်းအမဖွဲ့မျိုးသေးတဲ့လူတွေကဘလူလူတွေပါမလဲဆိုရင်ပထမအဦးဆုံးအုပ်စုကဒီအသက်6လနေပြီးတော့အသက်9နှစ်အတွင်းခလေးငယ်တွေပေါ့နော်အဲ့ဒီခလေးငယ်တွေကဆိုရင်ကိုကန်းအားကောင်းအောင်မဖွဲ့မျိုးသေးတဲ့အတွက်တော်ပွေးကွယ်စီကိုထိုးပေးဖို့လိုခုလိုအပ်ပါတယ်နောက်ထပ်တအိုးစုကတော့အသက်65နှစ်နဲ့အထက်လူကြီးတွေပါအဲ့လူကြီးမှဆိုရင်ကိုယ်ကအချို့ရင်းလာပြီဖြစ်တဲ့အတွက်ထိုးပေးရပါမယ်တတိယအိုးစုကတော့ကိုယ်ဝင်ဆောင်တဲ့တွေပါကိုယ်ဝင်ဆောင်တဲ့တွေမှာလည်းတုတ်ကွေးယောဂါကွယ်ဆေးကိုထိုးပေးတတ်ပါတယ် နောက်ထပ်စရုပ်ထအုပ်စုဝကြတော့ဒီကျမတို့ကိုကန်အားကြတဲ့လူတွေပေါ့နော် OIDS ယောဂါပြောလို့ရှိရင်ယောဂအခမ်းနာတာရှိယောဂအခမ်းရှိတဲ့လူတွေပြောလို့ရှိရင်ဒီ immune suppression လို့ခေါ်တဲ့ကိုကန်အားကိုနှိမ့်ပေးတဲ့ဆေးတွေကိုတတ်နေတဲ့လူတွေမှာဆိုလို့ရှိရင်လည်းဒီကွေးကာကွယ်ဆေးကိုမဖြစ်မနေထိုးကိုထိုးပေးတတ်ပါတယ်အဒရမီတာဆိုတဲ့မှာအသက်ငယ်တဲ့ကလေးတွေ၅နှစ်အောက်ကလေးတွေအသက်ကြီးတဲ့လူတွေကိုဝန်ဆောင်တဲ့တွေနဲ့ဒီယောဂအခမ်းရှိတဲ့လူတွေကိုတော့လုံးဝထိုးပေးဖို့မမေ့ပါနဲ့ပေါ့နော် ဟုတ်ပြီတော်ကွေးကပဲစီရာတခါထိုးလို့ရှိရင်ဘလောက်ထိကြကြဒီသူ့ရဲ့ကိုကံအားကိုခံနိုင်လဲပေါ့ကိုကံအားတုံ့ပြန်လဲဆိုရင်ဒီကျမတို့တော်ကွေးကပဲစီထိုးပြီးရင်တော့တနှစ်ပါအများဆုံးတနှစ်ပေါ့တနှစ်ခံပါတယ်နောက်နှစ်ဆိုရင်တော့တော်ကွေးကပဲစီကိုပြန်ပြီးတော့ထိုးပြီးတင်တယ်နောက်တစ်ချက်ကကြတော့ဒီတော်ကွေးကပဲစီထိုးလို့ရှိရင်ပေါ့နော်ဘယ်နဲ့ကြိမ်ထိုးရမလဲ ဖနေရင်ထိုးရမလဲဆိုရင်ဒီကျမတို့တော်ခွေးကခွေးကြီးကိုအသက်6လနဲ့9နှစ်အတွင်းခလေးလေးဖြစ်ခဲ့မယ်ဆိုရင်သူကဒီနှစ်ပါတော်ခွေးကခွေးကြီးကိုပထမဆုံးအရင်ထိုးတာဆိုရင်တော့သူကနှစ်ကြိမ်ထိုးပေးဖို့လိုအပ်ပါတယ်ပထမတစ်ကြိမ်တော်ခွေးကခွေးကြီးထိုးမယ်ပြီးရင်၄ဘက်အတိကြတဲ့အချိန်မှာနောက်ထပ်တစ်လုံးထပ်ပြီးတော့ထိုးရပါမယ်အဲ့ကျဲသူ့ရဲ့ပထမဆုံးနှစ်မှာထိုးတဲ့နှစ်မှာနှစ်လုံးထိုးပေးဖို့လိုအပ်ပါတယ်၄ဘက်ချပြီးတော့ပေါ့နော်အဲ့ဒီနောက်ပိုင်းမှာတော့တစ်နှစ်ကိုတစ်ခါစီထိုးပြီးသွားလို့ရပါပြီ အာခုနကကျမပြောခဲ့တယ်လို့ပဲဒီသူ့ရဲ့ပထမအဆုံးနှစ်မှာနှစ်ချိန်ထိုးပြီးသားလူဆိုရင်တော့တစ်နှစ်ကိုတစ်ချိန်စီပုံမှန်ထိုးပြီးသွားရင်ကိုရပါပြီတော့ကွေးပါခွေစီကဘာကြောင့်နှစ်တိုင်းထိုးဖို့လိုအပ်တာလဲဘာကြောင့်နှစ်တိုင်းထိုးဖို့လိုအပ်တာလဲဆိုရင်ပုံမှန်ကျမတို့ရဲ့ဒီတော့ကွေးကကွယ်စီမှာပါတဲ့ဒီယောဂပူကိုတုံ့ပြန်တဲ့ခိုကန်အားထွက်တာကကျမတို့ကတစ်နှစ်ပဲခံပါတယ် ဲ့ဒီအပြင်တုတ်ကွေးယောဂဘိုးဆိုတာကသူ့ရဲ့မျိုးကွဲတွေကအများကြီးရှိတာပါတနေ့နဲ့တနေ့ကူးဆက်တဲ့ပြန်သွားတဲ့တုတ်ကွေးယောဂဘိုးအမျိုးအစားမတူပါဘူးအဲ့တွဲကျမတို့ကဒီနှစ်မှာဘလို့တုတ်ကွေးယောဂအမျိုးအစားတွေပိုးအမျိုးအစားတွေဖြစ်ပွားမှုများလဲဆိုတဲ့ပုံမှာမှူတည်ပြီးတော့အဲ့တုတ်ကွေးကကွယ်စီကိုထုတ်ထားတာဖြစ်ပါတယ်အဲ့တွဲတနေ့အတွက်ပဲသူကအတုံးဝင်နဲ့ကောင်းမွန်နိုင်ပြီးတော့အာဒီနောက်နှစ်ဆိုလို့ရှင်တော့ကျမတို့ကနောက်ထပ်ဖြစ်ပွားတဲ့ပိုးအမျိုးအစားတွေပေါ့မူတီဗီထုတ်ထားတဲ့တော့ခွေးကခွေးစီကိုထိုးပေးရမှာပါ အဲ့တည်းတစ်နှစ်ကိုတစ်ခါထိုးရပါမယ်။ဘာဖြစ်လို့လဲဆိုတော့အများစုဖြစ်ပေါ်တဲ့ဒီယောဂဘိုးပေါ့နော်။အဲ့ဒီယောဂဘိုးနဲ့တူမလာကျမတို့ရဲ့ကိုယ်ခံအားကထွက်ပေါ်လာပြီးတော့အဲ့ဒီယောဂဘိုးနဲ့တူတဲ့အမျိုးအစားတူတဲ့ယောဂဘိုးကူးဆက်ခံရမှသာကာကွယ်မှဖြစ်ပါတယ်။အဲ့တည်းဒီနှစ်မှာဘလို့ယောဂဘိုးတွေပို့ပြီးတော့ပြတ်နေလဲ။အဲ့တည်းအဲ့ဒါကိုမူတည်ပြီးတော့ထုတ်ထားတဲ့တော်ခွေယောဂစီးကိုနှစ်စဉ်ကြောင်းပြောင်းပြီးတော့ထိုးပေးတတ်ပါတယ်။ဟုတ်ပါပြီ။ ဲ့ပါဆိုရင်တုတ်ခွေးယောဂါကကွယ်စီပေါ့နော်အဲ့တုတ်ခွေးယောဂါကကွယ်စီကိုကျမတို့ကဘလို့အချိန်မှထိုးရမလဲဘယ်လမှထိုးရမလဲပေါ့ကျမတို့ရဲ့မြန်မာနိုင်ငံမှာတုတ်ခွေးရာသီကိုကျမတို့ကဒီဇွန်လရနေ့စက်တင်ဘာလအထိတတ်မှတ်ထားတာဖြစ်ပါတယ်ဇွန်ဇွန်ဩဂတ်စက်တင်ဘာလေးလပေါ့နော်အဲ့ဒီလေးလကတုတ်ခွေးအဖြစ်အများဆုံးလဖြစ်ပါတယ်အဲ့တော့ကျမတို့ကတုတ်ခွေးကကွယ်စီကိုထိုးမယ်ဆိုရင်ကျမတို့ကမေလမှာထိုးရပါမယ်အဲ့တော့ဧပြီမှာဝင်ကျင်ပါပေါ့နော်ကျမတို့ကတုတ်ခွေးကကွယ်စီကိုထိုးဖို့လိုအပ်ပါတယ် ဘာကြောင့်မေလာမှာကြိုးပြီးတော့ထိုးဖို့လိုအပ်တာလဲဆိုရင်တော့ဝေးကောက်ဝဲစီကဘယ်အချိန်မှာသူ့ရဲ့အာနိသင်ကိုစပြီးတော့ရလဲဆိုတာကိုကျွန်မတို့ကသိထားတဲ့နာပါเนาะအဲ့တော့တော့ဝေးကောက်ဝဲစီကိုထိုးပြီးရနောက်နှစ်ပတ်ကြာမှလာကျွန်မတို့ကသူ့ရဲ့အာနိသင်ကိုအပြည့်အဝရမှာဖြစ်ပါတယ်အဲ့ဒီနှစ်ပတ်ကြာမှသာခန္ဓာကိုယ်ကလည်းကိုယ်ခံအဆက်နဲ့ထွက်လာမှာဖြစ်တဲ့အတွက်ကျွန်မတို့ကတော့ကိုရသည်မစခင်မေလာမှာကြိုးပြီးတော့ထိုးထားပေးတဲ့နာဖြစ်ပါတယ်ဟုတ်ပြီ တော့ကိုကြီးကကိုစီရဘေးထွက်ဆိုးကျိုးတွေရှိသလားဘေးထွက်ဆိုးကျိုးတွေရှိလားဆိုရင် तू ਆ ပုံမှန်ပေါ့နော်ဒီကကွယ်စည်းတွေလိုပဲ तू ਆ တစ်ခါတလေကြာလို့ရှိရင်တမ်းမတဲ့တာတွေဖြစ်ွားနိုင်တယ်ပေါ့တမ်းမတဲ့တာတွေဖြစ်ွားနိုင်တယ်အရင်နှစ်ကတော့ကိုကြီးကကိုစီနဲ့တမ်းမတဲ့တာဖြစ်ပူးတယ်ဆိုရင်ဒီနှစ်ထဲမှာတော့ကိုကြီးကကိုစီကိုတော့မထိုးတင်ဘူးပေါ့တမ်းမတဲ့တာတွေဖြစ်ွားနိုင်တယ်ပြီးတော့ तू ਆ ဆိုလို့ရှိရင်တောက်ကွေးယောဂပိုးအတေလေးဖြစ်တဲ့အတွက်ကြောင့်မလို့တောက်ကွေးယောဂပိုးလောင်မပြန့်ထပ်ပေမဲ့ဖြားတာခေါင်းကိုက်တာနှုံချိတာပေါ့နော် တကူလုံးနှောင်းချီတာစသဖြင့်အဲ့လိုလက္ခဏာရင်းနဲ့တော့လာတတ်ပါတယ်ဒါပဲဒါခဏပါပဲတည့်ရက်လောက်ပဲပေါ့သူကတကယ်တုံးခွေးယောဂအစစ်ကြီးလောက်တော့ပြန်ထမ်းမှာမဟုတ်ပါဘူးဘာဖြစ်လဲဆိုတော့ထိုးပေးတာတုံးခွေးယောဂကိုအတိလေးတွေဖြစ်လို့ဖြစ်ပါတယ်ဟုတ်ပြီလူတွေအများစုသိကြတာကတခါတလေမှာဒီတုံးခွေးယောဂကာကွယ်စေထုံးနေရင်နဲ့မှအသက်ရှူကြလာတာတွေအာပြောလို့ရှိရင်ဒီအယံဖျားတာတွေပြီးတော့ခလေးကချောင်းဆိုးချွဲကြတာတွေဖြစ်လာတယ်ဆိုတာလည်းပြောကြပါတယ် ။အဲ့ဒါကဘာဖြစ်လို့လဲဆိုရင်ကျမကုနဲ့ပြောသလိုမျိုးပဲသူ့ရဲ့ကိုကံအားနှစ်ပတ်နေမှာထွက်မှာပါထိုးပြီးနှစ်ပတ်နေမှာပေါ့။အဲ့တော့ကျမတို့အဲ့ဒီနှစ်ပတ်အတွင်းမှာတော့ကိုယ်မကူးလာဘူးအရေးကြီးပါတယ်။အဲ့တော့မှအဲ့ဒီထိုးပြီးလို့တို့ရဲ့ဒီကိုကံအားမပေါ့ခင်နှစ်ပတ်အတွင်းမှာကျမတို့ကတော့ကိုယ်ယောဂါတကယ်အစစ်ကူးဆက်ခံထားရတယ်။ကူးဆက်ခံလိုက်ရပြီဆိုရင်တော့သူ့ကိုတိုက်ဖို့ကျမတို့ကကိုကံအားစနစ်ကအစင်တင်မဖြစ်သေးတဲ့အတွက်အဲ့ဒီလူကအဲ့ဒီခလင်းငယ်က တကယ်တော့ဝေယောဂါလို့မျိုးပြင်းထန်နိုင်တယ်ဖြားနိုင်တယ်ပေါ့နော်အဲ့ဒါကသူကတော့ဝေယောဂါကသူ့ရဲ့ကိုယ်ခံအမပေါ်ခင်မှာတော့ဝေယောဂါကူးဆက်ခံလိုက်ရရင်တော့ကျမတို့ကအပြေအဝါကောက်ွယ်ပေးနိုင်မှာမဟုတ်ပါဘူးတော့ဝေယောဂါလို့ပဲအပြင်းထန်ဖြားတာချွဲကျက်တာချောင်းဆိုးတာစသဖြင့်အဲ့ဒါကြီးလာတတ်ပါတယ် အဲ့တော့ကျမတို့ကတော့ကွေးကကွယ်စီကိုဘယ်အရွယ်ကနေစပြီးတော့ထိုးလို့ရလဲဆိုရင်ခလေးအသက်6လကျော်ပြီဆိုတာနဲ့စပြီးတော့ထိုးလို့ရပါပြီ6လကျော်ကနေဟိုဒီအသက်ကြီးရဲ့အထိပေါ့နှစ်တိုင်းတစ်နှစ်ကိုတစ်လုံးထိုးသွားရုံပါပဲအခုနပြောလို့မျိုးပဲပထမအဆုံးအချိန်ထိုးတာဆိုရင်တော့နှလုံးထိုးဖို့မမေ့ပါနဲ့ပေါ့နော်၄ဘက်ချပြီးတော့နောက်တစ်လုံးထပ်ထိုးရပါမယ်ဟုတ်ပြီ အဲ့ဒါဆိုလို့ရှိရင်ဒီတုတ်ခွေးကခွေးစီရာတုတ်ခွေးရောက်ကကိုအပြည့်အဝကခွေးမှလာလုံးဝမဖြားတော့ဘူးလားဆိုရင်တော့ကျွန်မအဲ့ဒါ100%တော့မသေးကြဘူးလို့ပြောပါမယ်။ဘာဖြစ်လို့လဲဆိုတော့တုတ်ခွေးရကူးဆက်နိုင်တယ်ဖြားတော့ဖြားနိုင်ပါတယ်။ဒါပေမဲ့ခုနပြောသလိုမျိုးပဲနောက်ဆက်တွဲပြင်းထန်အဆုတ်ရောင်တွေနှလုံးရောင်လာတွေအုံနောက်ရောင်လာတွေထိတော့လုံးဝဖြစ်မသွားနိုင်ပါဘူး။ပြင်းထန်တဲ့ရှိုးရှိုးတွေကိုသူကကွယ်ပေးမှဖြစ်ပါတယ်။တာမန်အဖြားလောက်ပဲပြီးတော့မှဖြစ်ပါတယ်။အဲ့တွဲတုတ်ခွေးကခွေးစီကိုဖြစ်နိုင်မယ်ဆိုရင်တော့ ကိုကဘက်ဂျက်လည်းတက်နိုင်မယ်ဆိုရင်တော့အိမ်မှာရှိတဲ့လူတိုင်းမိသားစုဝင်တိုင်းထိုးပေးလို့ရပါတယ်ထိုးပေးတက်ပါတယ်ပေါ့အဲ့လိုမှမဟုတ်ရင်တော့ကိုကပြောသလိုမျိုးပဲဟာဒီကိုခံရတဲ့အုပ်စုတွေကိုမဖြစ်မလဲတစ်နှစ်တစ်ခါထိုးပေးပါအဲ့တော့ဖက်ချက်အကြောင်းပြောတယ်ဆိုတော့တူခွေးကွယ်စီကဘယ်လောက်ကြမလဲပေါ့တူခွေးကွယ်စီကအနည်းဆုံး6000ပေါ့နော်6000 8000ခွန်းလက်တန်းလောက်ထိရှိနိုင်ပါတယ်အဲဈေးကွက်ထဲမှာပောက်တယ်ပေါ့နော်အဲ့ဒါတူခွေးကတလုံးထုံးမယ်ဆိုရင်6000သို့မဟုတ်8000ပတ်ဝန်းကျင်မှာရှိပါတယ်ဒါကတော့ကျွန်မတို့ ဒီတုတ်ဝေးကာကွယ်ဆေးနဲ့ပတ်သက်ပြီးတော့လူတိုင်းသိချင်နေကြမဲ့အမင်းများတဲ့မိခွန်းတွေဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုလေးကနေတခခုအကျိုးရှိတာရသွားနိုင်မယ်လို့ကျွန်မမျှော်လင့်ပါတယ်။ဒီဗီဒီယိုလေးကိုကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်မရဲ့နောက်ဗီဒီယိုလေးတွေမှာပြန်တွေ့ပါမယ်နော်။